စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဆိုင်ရာဝါရဖြက်ဆန်လန်းတူကိုဝေဖန်ခဲ့တဲ့ဆိုရဲဆွဆွဲချက်နဲ့ဒရိုက်တာမိုက်တီအပါဝင်အမှုပညာရှင်၃ယောက်ကိုဖမ်းဆီးလိုက်တယ်လို့မနေ့ကညနေပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်ဖက်စီခင်ရသူတွေကဒရိုက်တာမိုက်တီဇပ်ပိုတယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အုံတိုင်းတို့ဖြစ်ကြပါတယ်သူတို့ဟာမြဝရီရုတ်တန့်ကနေထုံလွင့်တဲ့ ခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဇက်လန်သူနဲ့ပါဝင်သူတွေကိုလူမှုကွန်ရက်ပေါ်ကတဆင့်ဝေဖန်တိုက်ခိုက်ခဲ့တယ်လို့စစ်ကော်မရှင်ကစွပ်စွဲပါတယ်။ဒီဇက်လန်သူမှာအကယ်ဒမီနေသူမြင့်မြတ်မေမြင့်မှုအပါဝင်ထိတ်တန့်အမှုပညာရှင်တွေပါဝင်တရုပ်ဆောင်ထားပြီးစက်ကားကတော်လရင်အင်အားစုတွေကိုစော်ကားတဲ့စစ်ဝတ်ခန်းတွေ ပါဝင်နေဆိုပြီးဝေဖန်မှုတွေမြင့်တက်နေတဲ့စက်ကားလေးဖြစ်ပါတယ်။ စစ်ကောင်မရှင်အစိုးရဖမ်းဆီးခံရသူ၃ယောက်လုံးကိုရွေးကောက်ပွဲကကွယ်တားဆီးရေးဥပဒေနဲ့အရေးယူမှာဖြစ်ပါတယ်။ထရိုက်တာမိုက်တီဟာအရင်အားပုံမှန်905ကကြီးနဲ့ထောင်ရန်ကြခန့်ခဲရဖူးပြီးခံဝင်တဲ့လူငယ်ခဲ့သူဖြစ်ပါတယ် ူ့အနေနဲ့လက်ရှိပြည်မှုအပြင်ကြန့်ရှိတဲ့ပြည်တံကိုပါထက်မှန်ကြခံရမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖန်စီခံရသူတွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုစစ်ဆေးရမှာတော့ရွေးကောက်ပွဲကိုဟက်တာနောက်ရှဲတဲ့အရေးသားမျိုးမတွေ့ရဘဲစက်ကားမှာပါဝင်တဲ့တရုတ်စာတွေကိုအကြံပြုတဲ့သဘောမျိုးပဲတွေ့ရတယ်လို့စစ်ဆေးသိရှိချက်တွေကဆိုပါတယ်။ အခုလိုအမှုပညာရှင်တွေကိုဖန်ဆီးအေးအေးယူတာဟာမံကန်မှုကိုဝေဖန်ခွင့်မရှိတဲ့အာဏာရှင်လောက်ရဖြစ်တယ်လို့ပြည်သူတွေကလူမှုကွန်ရက်ပေါ်မှာပြပြင်းထန်ထန်ဝေဖန်မျက်ချက်ပြုနေကြပါတယ်အခုလိုအမှုပညာရှင်တွေကိုဖန်ဆီးအေးအေးယူတာဟာမံကန်မှုကိုဝေဖန်ခွင့်မရှိတဲ့အာဏာရှင်လောက်ရဖြစ်တယ်လို့ပြည်သူတွေကလူမှုကွန်ရက်ပေါ်မှာပြပြင်းထန်ထန်ဝေဖန်မျက်ချက်ပြုနေကြပါတယ်